အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်နေကြိုဆိုပါရစေ။အဲအခုပြပြကျမကူပြပြခြင်းနဲ့ကျမရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးရတော့เนาะကျမတို့အမျိုးသမီးတွေဖြစ်နေဖြစ်ထားရှိရဲ့ပေါ့နော်။အခုနောက်ပိုင်းမှာအမျိုးသမီးတွေတော်တော်များများမှာဖြစ်နေတဲ့ဒီတအိမ်မှာအလုံးတည်တဲ့အကြောင်းလေးကိုပြပြခြင်းပါတယ်။ဆိုတော့တအိမ်မှာအလုံးတည်တဲ့เจ้าอย่าဆိုလို့ရှိရင်ကြတော့တချို့တွေကပေါ့เนาะဒီအမြင်တအိမ်မှာအမြင်ချမ်းတ िश ူးမြင်နေနဲ့ဆိုင်နေတအိမ်မှာပေါက်နေရဲ့ကုလို့ရရတယ်ပေါ့เนาะ ငင်ကြမ်းအသားလုံးဆိုလိုပါတယ်။တအိမ်အလုံးဆိုတာထက်ပေါ့နော်။တော်တော်များများကတော့ရေအိမ်လို့အများအသိထားပါဗျ။ ဒီရာဖြစ်တည်ပုံนี่ဆိုလို့ရှိရင်ဘယ်လိုမျိုးကြောင့်မလို့ဖြစ်တည်လဲနောက်ပြီးသွားလို့ရှိရင်ဘာကြောင့်ဖြစ်တည်လဲဆိုတာပြောပြပေးပါမယ်ဒီဟာကကြတော့ဒီအလုံးတသိလေးကနေပြီးတော့အလုံးကြီးကြီးအထိဖြစ်တည်လာနိုင်တယ်လို့မျိုးပဲလူတစ်ယောက်နဲ့တစ်ယောက်အရွယ်အစားမတူပါဘူးတချို့ဆိုလို့ရှိရင်အလုံးကကြီးနေတဲ့အတွက်ကြောင့်မလို့ကိုဝင်တဲ့မိခင်လောင်းနေပိုက်တည်လို့အအထင်မှကြရလဲရှိပါတယ်တအိမ်ထဲမှာဒီအလုံးစတီဗီဆိုတာနဲ့ပေါ့နော်ယာတိမှန်တာတွေဖြစ်လာနိုင်ပါတယ်တချို့ဆိုလို့ရှိရင်အတွင်းမှာအလုံးရှိနေပေမဲ့ရှိလို့ရှိမှန်းတော့မသိကြပါဘူးပေါ့နော်အဲဘယ်တော့မှသိလဲဆိုလို့ ရှင်အလုံးရေများလာပြီးတော့အလုံးနေကြီးထွားတဲ့အချိန်ကြမှာသာသိကြပါဗျ။ဖြစ်တတ်တဲ့အဲဝေဒနာတွေကတော့ခါးနာခါးကြိုက်တာတွေခြေထောက်နာတာတွေခြေထောက်ကြိုက်တဲ့ဝေဒနာတွေကိုခံစားလာပါမယ်။ဒီအလုံးဟာတအိမ်ရဲ့ဟိုးအတွင်းပိုင်းမှာဖြစ်နေရဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ရာသီစင်းတာများပါလိမ့်မယ်။ ဒီလုံးကတအိမ်ရဲ့အပြင်ဘက်အလွှာမှာဖြစ်တယ်ဆိုလို့ရှိရင်တော့ယာတိမမှန်တာဖြစ်တတ်တယ်လို့မျိုးပဲယာတိစင်းနေဆိုတာကလည်းယာတိစင်းနေဆိုလို့ရှိရင်ပေါ့နော်အရင်အထက်နေတတ်ပါတယ်ဆိုတော့ဒီနှစ်ချက်ရဲ့အားနေချက်နဲ့အာသချက်တွေကဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်အတွင်းမိုက်မှာဖြစ်တယ်ဆိုလို့ရှိရင်အဝကျေပြီးရောယာတိစင်းစရာလမ်းကြောင်းအာပိုလာတယ်ပေါ့နော်အပြင်မိုက်မှာဖြစ်တယ်ဆိုလို့ရှိရင်တော့ယာတိစင်းစရာလမ်းကြောင်းကျင်းလာတတ်ပါတယ်တကယ်လို့ဒီလုံးကကြီးထွားပြီးတော့တအိမ်ကိုဖိထားတယ်လို့မျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့စီးခဏခဏသွားခြင်းပဲတကယ်လို့ဥလမ်းကြောင်းကိုဖိမိရယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ် တ်တက်ပါတယ်။တအိမ်လုံးအကျိရေအိတ်ကြောင့်မလို့ရာသီစင်းတာများတဲ့သူတွေကသွေးအားနည်းလာတတ်တယ်လို့မျိုးအရင်ခုန်ကန်းပြီးတော့အသားရင်ဖြူပတ်ဖြူရဖြစ်လာတာတွေဖြစ်တတ်တယ်။အသက်ရှူမဝတာတွေဖြစ်တတ်တယ်။အလိုလိုနေနေမောပန်းနေတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အမျိုးသမီးတွေအားကြတော့အသာငါလက်ဆက်တဲ့အသီးရတီမများစားသုံးပြီးတင်ပြီးတော့တန်တက်ပါဝင်တဲ့အားစေးကိုတောက်သုံးပြီးပါအလုံးကြီးရဆိုလို့ရှိရင်တော့ဘိုက်ခွဲပြီးဖယ်ရှားရတယ်လို့မျိုးအလုံးသေးရဆိုလို့ရှိရင်တော့ဗောနော်ဒီဆေးရုံမှာရှိရဲဆေးရုံသုံးကရိယာရင်းနဲ့မိမက်ကိုအတွင်းအနေနဲ့တစ်ဆင့်နှိုက်ပြီးတော့ဖယ်ရှားရတတ်ပါတယ်ဒီလိုဖယ်ရှားပြီးတော့အဲ လိုဖယ်ရှားပြီးတူလာရပါတော့။အာကလေးမယူနိုင်တဲ့လူမျိုးပဲကံမကောင်းလို့ရှိရင်တအိမ်ကိုဖြတ်ထုတ်ပြီးတော့ဖယ်ရှားပြစ်နိုင်တဲ့အထီးဖြစ်နိုင်ကြီးများပါတယ်။ဒါပေမဲ့စိုးရိမ်စရာတော့မရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကန်ဆာဆင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ခွဲစိတ်ကုသရင်ပျောက်ကင်းသက်တာနိုင်တဲ့လူမျိုးပဲခွဲစိတ်ကုသပြီးရင်လည်းပြန်လဲဖြစ်လာတတ်ပါတယ်။အဲဒါကြောင့်မလို့ကျမတို့အမျိုးသမီးတွေအနေနဲ့ကိုယ်ပေါ့နော်ဒီယာတိမှန်မှန်တာယာတိလာတာ စီနီယာပုံမှန်နဲ့မတူဆိုလို့ရှိရင်ဒီ OG တွေကိုတင်းတင်းချာချာပြတာပါယာဒီသွေးဆင်းတဲ့အရာုံလည်းတင်းတင်းချာချာကြည့်ပါနောက်ပြီးသွားလို့ရှိရင်အာအာထရာဆောင်းရိုက်တင်ရရမယ်ပေါ့နော်ပြီးတော့ main ကလေးတွေကတယောက်နဲ့တယောက်ဖြစ်တဲ့ case တွေကလည်းတူချင်မှတူတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ဘာသာကိုဆေးတွေကိုရှောက်ပြီးတော့မတောက်ပါနဲ့ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေပဲတောက်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်ဒါကတော့ကျမတို့အမျိုးသမီးတွေအတွက်တအိမ်နဲ့ပတ်သက်တဲ့အဲတအိမ်ထဲမှာ အားလုံးသိထားကြရပါတော့ရေအိတ်ဆိုတဲ့အကြောင်းလေးကိုအချင်းချင်းလေးပြပြခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးများရတင်ပါတယ်ရှင်နေကောင်းချမ်းမှာကြပါစေ